တည်ရဝင်မိမဟောမှာသူနဲ့မွေးထားတဲ့တားနဲ့သမီးနေတော့လင်ခုံမှုနဲ့တရားဆွဲလို့ရတယ်နေတိုင်းနေပါမို့ရတယ်ဇလန်လေဟိုအဲ့လိုငူရတဲ့ဆင်းတွေလည်းနည်းနည်းများတယ်ဆိုတော့လေဆိုတော့အမျိုးသားတော်ဘယ်လိုပြောထားလဲဆိုတော့အဲတခုခုများသူစိတ်တမ်းမကြလို့ဆူချင်တာရှိရပြောချင်တာရှိရဆိုရင်လို့ဇကာပြီးမှဆူပါလို့ရှာဝင်ကြိုက်ခဲ့တဲ့ဒီငယ်ဖြစ်နေတယ်နော် ဒါမျိုးဆိုကမ်ပက်လူမျိုးလည်းဖြစ်နေတဲ့ခါကျတော့လေအရင်စိတ်လုံရှားတယ်ကိုကိုကိုလည်းအဆင်ပြေပါမလား item တွေမှများရော့နေမလားဘာလို့ဆိုဒီနောက်ကလေးတွေอ่ะဆိုရင်အရင်တော်ကြတယ်ဆိုတော့ကိုအဲ့ stress လေးနည်းနည်းရှိတာပေါ့နော်လိုက်လေကြာကပန်းရွှေကြောင့်မြန်မာရုပ်တံဇလန်တို့ရဲ့ဒီနေ့မှာ brush show အခမ်းအနားပဲဖြစ်ပါရခင်ဗျာကိုရိုနာမှာဂျန်ယုံတယောက်လုံးရှိနေတာ ုကကြောင်းလုံးအောင်ပါလို့ချင်တာ။ဒါဆိုနားမှာရှိနေလို့ပေါ့။နားမှာသာရှိနေလို့ဆိုရင်တော့ပိုက်စံပေါက်မှာပေါ့အဲ့လိုလား။ဒီဇလန်လေးကကြတော့မြို့သူတို့ဆာမပရိသတ်ရှိပြီးသားနိုင်လေကြဖက်ရွှေကြဆိုတဲ့ဝိထုလေးပေါ့နော်။အဲ့ဒါလေးမှာကြာညိုကြီးဆိုတဲ့နေရာဒီဇက်ကောင်လေးနေရာနေပြီးတော့မြို့သူကပေါင်ရည်တိဆောင်ကြရပါရှင်။ရိုက်ဖို့ရည်ရထားတာတော့တော်တော်ကြာပြီပေါ့နော်။အကြောင်းမြို့မြို့နဲ့ဈေးထဲမှာနှစ်တည်ချပြီးတော့မှမနစ်ကမှမြို့သူပြန်ရိုက်ဖြစ်ခဲ့တာပါရှင်။ကိုထိုးအတွက်လက်ဖက်တို့လာပို့တာလေ။ကိုထိုးကစားချက်နေမှာကျတော့เนี่ย အထောင်အရန်ကြည့်ကြတာပဲနော်ဇယုတ်လေးကတော့လေဟိုပုံမှန်ဒီမြန်မာမျိုးသမီးတွေရဲ့ဇယုတ်အော်မိုင်းဘင်းချစ်တယ်ဟိုဒီစရတာဟိုကဲအဲ့ပြောပါဟုတ်ကဲ့ဘာလို့လဲဆိုတော့ဘိုင်းတာဆက်စစ်တယ်ပြောပြလိုက်ပါအဲအရင်ပြောပါရဲဘာလို့လဲဆိုတော့လေဟိုမြို့တော် ဒါမျိုးဆိုကမ်ဘက်လူမျိုးလည်းဖြစ်နေတဲ့အခါကျတော့လေဒီပွဲလေးမှာကိုကပြန်ပြီးတက်ရတဲ့ခါမျိုးမှာလေအရန်စိတ်လှုပ်ရှားတယ်ပြီးတော့ဒီဇက်ဆိုလို့ရှိရင်ကိုအရန်ရိုက်ချင်တာလက်နဲ့ဆိုတာကဇက်ကိုတီးပြီးမှရုံးကရိုက်မယ်ဆိုတော့တီးပြီးမှရိုက်ချင်တာမျိုးမဟုတ်ဘူး။ငိုရဲဟိုကဒီဘုထုဖတ်မိပြီးတော့ဒါလေးဒါဇလန်တွဲအနေနဲ့ပေါ့နော်။တို့တွေ forever ရုံးကနေဖန်လေးလိုက်ကောင်းပါပဲ။စိတ်ကူးရင်ငဲတာ။အဲစိတ်ကူးရင်ငဲတဲ့ဟာလေးမှကိုကတရုတ်ဆောင်ရတဲ့အကြောင်းမျိုးကိုအရန်ပျော်ရပါတယ်။ပြီးတော့ အဲနည်းနည်းလေးနှစ်တွေခြားပြီးမှကမ်ဘက်အနေနဲ့ပြန်လာလေးဆိုတော့လေကုကုကလည်းအော်အဆင်ပြေပါမလား item တွေမှများရော့နေမလားဘာလို့ဆိုဒီနောက်ကလေးတွေอ่ะဆိုရင်အရန်တော်ကြတယ်ဆိုတော့ကိုအဲ့ stress လေးနည်းနည်းရှိတာပေါ့နော်ဒါပေမဲ့အများကြီးလာဝင်းရံပေးကြတယ်အမတွေရောမိုင်းတို့တွေရောတကူးတကောက်ရောက်လာပေးတယ်ကျေးဇူးများကြီးတင်တယ်အခက်ခဲမရှိဘဲနဲ့အဆင်ပြေပြေနဲ့ဒီ team work တစ်ခုလုံးကဖန်တီးနိုင်နေတဲ့အတွက်ကြောင့်မလို့အဲဒီကားလေးကိုမြို့သူရိုက်ခဲ့ဆက်လန်းတွဲလေးတောက်လျှောက်မှာ စိတ်ချမ်းသာရာဆုံးဆက်တမ်းတွေ့ရလို့လည်းပြောချင်ပါတယ်ရှင်ဟုတ်အခုဒီမှာဆိုလို့ရှိရင်မြို့သူတို့ကဒီចောင်းသူအရွယ်ပါမယ်အိမ်ောင်တဲ့အရွယ်ပါမယ်နောက်ဆုံးအသက်ဒီကလေးတွေကြီးလာတဲ့အရွယ်ပေါ့နော်အဲ့လိုမျိုးအရွယ်လေးတွေရှိတဲ့အတွက်ကြောင့်မလို့ငယ်ရွယ်ချိန်မှာဖြစ်တဲ့ပုံစံရဲ့ဒီဒီတက်လက်ပိုင်းအိမ်ောင်ပြူပြီးချိန်မှာဖြစ်တဲ့ပုံစံနောက်ဆုံးအသက်ကြီးရဲ့ချိန်မှာဘောလော့ဒ်ဒန်ရဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါမျိုးတွေကိုတော့တတ်နိုင်တယ်လို့တော့ မတူစူးစမ်းထားပါတယ်ရှင့်ပြီးတော့နောက်တစ်ခုကဒီကားလေးရက်တဲ့ချိန်မှာမတူအရင်စိတ်ချမ်းသာရပါတယ်အတူတူဒီပေါ့နော်ရိုက်ကူးရတဲ့သူတွေအကုန်လုံးနဲ့လည်းအဆင်ပြေတယ်ပြီးရင်နောက်တစ်ခုက director အရင်ကျေးဇူးတင်ပါတယ် director ကလေမတူနဲ့အရင်ညှိနှိုင်းပြီးတော့มาပေါ့နော်ဟိုဒါရိုက်ကူးပေးတယ်ပြီးတော့ ဒါက director ကိုတိုးဝေရန်လွင်ရဲ့ပထမဆုံးရိုက်တဲ့ဇာတ်လမ်းတွေဖြစ်ပါတယ်။အဲ့တော့လုံးဝအမှတ်တရဖြစ်တာပေါ့နော်။ကိုယ့်ရဲ့ campaign နဲ့အကွက်ပထမဆုံးကားလေးနဲ့ဆိုတော့လေ။ Okay ဟုတ်။ဆုံးပါလေးရတာ။ဟောအချင်းချင်း online ရတာလို့ဟာနေတိုင်းနေပေါင်းဟိုရတယ်။ဇာတ်လမ်းလေးဟိုအဲ့လိုငူရတဲ့ဆင်းတွေလည်းနည်းနည်းများတယ်ဆိုတော့လေ။မမတူရတဲ့ရဝင်မိမဟောမသူနဲ့ငွေချားတဲ့တားနဲ့သမီးနေရောလင်ခုံးမှုနဲ့တရားစွမ်းလို့ရတယ်လင်ခုံးမှာလဲ တက်နိုင်တဲ့လောက်တော့မြေသူကတော့ကို့ပေးလာတဲ့ဇက်ရုပ်ပေါ်မှာတောင်းမကြည့်အောင်လို့မြေသူစူးစမ်းပါတယ်။ဟိုအမှန်ဆိုရင်မြေသူဆိုရင်ဟာသားနဲ့မလိုက်ဘူးပေါ့နော်။ဒါပေမဲ့အဲ့လိုတန်းတန်းဆွေလိုဇက်ကောင်မျိုးလဲမြေသူလောက်ခဲ့တယ် ဖိုက်တင်ကားတွေမျိုးသူရိုက်ခဲ့တယ်တတိယမြောက်ဆုံးမဲ့လို့မျိုးပေါ့နော်ဆိုတော့အဓိကတော့ဟိုဒရမာပိုင်နေမပိုင်ဆိုတာကိုဘလူစဲယူလေးပေးမလဲပေါ့နော်ပေးလိုက်ပုံမှာတော့တက်နေတလားမျိုးသူတောင်းရင်ကြအောင်ကျူးစားပါရဲ့ဇက်တစ်ခုလုံးကကောင်းတာပေါ့နော်ကြာညိုတယောက်တည်းကောင်းနေတာမဟုတ်ဘူးလူတိုင်းသူ့ရဲ့ဟိုအဲ့လို reason လေးနေနေပေါ့နော်အဲဒါပေမဲ့နောက်တစ်ခုကတော့ဟိုဘလူလေးပဲပြောချင်လဲဆိုတော့ထူထောင်ထားပြီးသားအိမ်အောင်ဆိုလို့ရှိရင်တော့တက်နေတလားမပြည့်စည်အောင် အမျိုးသားအမျိုးသမီးရောပေါ့နော်နှစ်ဖက်စလုံးကစီးတွေနဲ့စောင့်ထိန်ကြရင်တော့ဒီကလေးတွေမှာစိတ်နာကြရဖြစ်ကြရမရှိတော့ဘူးအဲအဲ့ဒီတော့ဟိုအဲ့လိုမျိုးလေးတွေမဖြစ်စေချင်ဘူးပေါ့နော်ဆိုတော့ဒီဟာမျိုးလေးတွေကိုလည်းဟိုဒါဟိုဘယ်လိုပြောမလဲသင်ငန်းစာယူလို့ရအောင်ပေါ့နော်ရိုက်ပြထားလို့ထင်ပါတယ်ဇက်ကိုကစာပေပိမှန်ဆွေးရတာလေဒါဆိုတော့တကယ်အရန်ကောင်းတဲ့ဆက်လေးမဟုတ်ဘူးဟုတ်ကဲ့ကျွန်တော်အဲ့ဒီလောက်ရှိ အဲ့ဒါကိုကပြောမှာမဟုတ်တော့ဘူးကိုကမျောနေကြတဲ့ကိုကတိတိပေးနေကြတဲ့ပရိသတ်တွေကပြောရမယ့်စကားမျိုးလိုမျိုးသူထင်တယ်ဘာလို့ဆိုတော့အာစောင့်နေတာပြန်ပေါ်လာတာငါတို့ထင်တယ်လားမဟုတ်ဘူးလို့အိုက်တင်ကရော့သွားတယ်သူကသူကဘယ်လိုဖြစ်သွားလဲလို့အဲ့လိုမျိုးတွေမဖြစ်အောင်လို့မျိုးသူတက်နိုင်တယ်လို့ကြိုးစားထားပါတယ်အဲ့တော့စောင့်ဝဲအောင်မအောင်ကတော့ပရိသတ်ဖိပဲပြန်နားထောင်အောင်ပါနော်သတ်တယ်လို့ ရှာဝဲကြိုက်ခဲ့တဲ့ဒီငါဖိတ်နေတာဘောလို့မစိုးရဘူးပေါ့လေဟုတ်လားဒါလုံးလုံးသားလေးနားထားတာဘာလို့ဆက်နေတာအလုံးလုံးမရချင်းနဲ့နေဟုတ်နော်အလုံးလည်းမနားပါဘူးနားနား ကြားထဲမှာရအောင်လို့မျိုးသူဟိုစာအဓိကကတော့ management ပေါ့နော် management ကကိုစီးပွားရေးလုပ်တယ်ဒါပေမဲ့ကိုပါမှဟိုလုပ်လို့ရမယ့် system မျိုးမဟုတ်ပဲねကိုမပါလဲ set run နိုင်တဲ့ system မျိုးဖြစ်အောင်လို့မျိုးသူကငိုရဲဟိုက plan လုပ်ထားတယ်ကလေးတွေကို train ထားတယ်အဲ့တော့တကယ်ရိုက်တဲ့ချိန်မျိုးမှာလည်းမျိုးသူကသူတို့ဆိုရင် group တွေအများကြီးနေပေါ့နော်ဘယ်ဘလိုဘလိုဘလိုလုပ်ရမယ်ဆိုတဲ့ဟာမျိုးပေါ့အဲ့ဒါတွေအကုန်လုံးကျတော့အကူက season ပေးတာပေါ့နော်အကူကကျတော့ तू ကစီးပွားရေးလုပ်နေသူဖြစ်တဲ့အတွက်ကြောင့်ဒီလို management မှာရကျတော့ तू ကဟိုပို့ပြီးတော့ကုထပ်ပို့တည်တော့ ေအခုစီကလေ့လာပြီးတော့မှအဲလုတ်ခဲ့တာဆိုတော့သူကားသွားရိုက်တယ်ဒါပေမဲ့ညဘက်ကြောက်လို့ရှိရင်ဒီစီရင်စရာတွေပတ်သက်တာတွေအဘရိန်မျိုးစိမ့်နေချပြရမယ်ကြောက်တွေချပြရမယ်ဘလို့ဘလို့ဘလို့ပေါ့နော်အဲ့လိုမျိုးလေးတွေပေါ့တက်နေတလောက်ရအောင်ညှိပြီးတော့သူရိုက်ခဲ့ပါတယ်ဟုတ်ခိုင်းနေနေစီးပွားရေးလုပ်နေတာခိုင်းနေစက်ပင်ပန်းတာပင်ပန်းတာအဲ ိတ်ပင်ပန်းလားဆိုအဲ့ဒီတော့မပင်ပန်းဘူးဘာဖြစ်လို့လဲဆိုအမျိုးသားတော်ဘယ်လိုပြောထားလဲဆိုအာတခုခုများသူစိတ်တိုင်းမကြလို့စူချင်တာရှိတယ်ပြောချင်တာရှိတယ်ဆိုရင်လို့ဇကားပြီးမှစူပါလို့ဒီကားလေးအတွင်းမှာတော့နည်းနည်းလေးစိတ်ထည့်ထားလို့ stress လေးတွေမပြီးချင်လို့မှန်တော့ဇက်ကောင်ကြောင့်မို့လို့ stress ကပြီးနေပြီးသားဆိုတော့လေဟိုအဲ့လိုမျိုးလေးတွေတော့ပြောတာပါနော်ဒါပေမဲ့တကယ်တမ်းကျတော့အားလုံးအဆင်ပြေပြေနဲ့ပဲပြီးသွားပါတယ်ဟုတ် ြင်နေအများကြီးနေပေးခဲ့တာပေါ့ဒါရဲ့ဟုတ်ကဲ့အခုကအများကြီးဒီဥဆိုင်ပေးပါတယ်ဟုတ်စက်ကောင်ဆင်းမျိုးနေပို့တယ်ဟုတ်ကဲ့ဟုတ်ဟိုအဲ့လိုတော့မဖြစ်ပါဘူးဒါပေမဲ့ဒီကားရဲ့တစ်ချိန်မသူနေမှာသွားရိုက်တော့ဟိုအခုကဒီညောင်တုံးမှာသွားရိုက်တော့သူကအဲ့လိုဟိုတယ်ဘန်ဂလိုငါလိုက်တာ ငားလိုက်ပြီးတော့သူတောက်ရှောင်းနေပြီးတော့ဟိုလိုဒီဆိုင်ပြီးပါတယ်။ဟုတ်ကဲ့ရှင်အဲမသူတို့ရဲ့ဒီလိုင်းလေးချာပက်ရွှေချာဆွဲဇလန်တွဲလေးက3ရက်12လ2025မှာစပြီးတော့မှာဒါပြပါတော့မယ်။ MRTV ကိုကနေလည်းကြည့်လို့ရတယ်လို့မျိုးမသူတို့ဒီ Hey Play application ကနေလည်းကြည့်လို့ရပါတယ်။ YouTube ကနေလည်းကြည့်လို့ရပါတယ်လို့မသူတို့အာဟိုဟာပြီးတော့အပိပောင်းလို့ကြည့်ချင်ပါတယ်ရှင်။ကျေးဇူးများတင်ပါတယ်။ဟုတ်